အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့သွေးတိမ်မံခါတာပြန်လည်မြောက်ပေးမှဖြစ်ပါတယ်ဟောရေးပေါ်ပေါ်နော်အတုံးလူလည်းမေးဆွေများအတုံးချလို့ရအောင်ပြန်လည်မြောက်ပေးခြင်းဖြစ်ပါတယ်ဗျာအရင်တစ်ခေါက်ကလည်းမြောက်ပေးခဲ့ပါတယ်ဒီတစ်ခေါက်မှလည်းမိသားတောင်းတာလည်းမေးဆွေညီငယ်များအတွက်မြောက်ပေးခြင်းဖြစ်ပါတယ်အဲ့တော့သွေးတွေထွက်နေတဲ့အနာရရက်နဲ့သွေးတွေထွက်နေတဲ့ထိမိခိုက်မိသွေးတွေထွက်နေတဲ့ ကိုကိုတိုင်ဖြစ်စေအော်လမ်းမတွေ့ရင်လည်းသူတစ်ပါးဘယ်ဖြစ်စေမိသားစုတွေကဖြစ်စေအရေးပေါ်ကိုယ့်အတွက်လည်းသုံးလို့ရတယ်သူများအတွက်လည်းသုံးလို့ရပါတယ်အရေးပေါ်ပေါ့နော်ကျွန်တော်တွေဆေးတွေထည့်လို့မရသေးတဲ့အခြေအနေမျိုးတွေမှာဆေးရုံဆေးကတင်သွားလို့မမီသေးတဲ့အခြေအနေမျိုးတွေမှာဝေးနေတဲ့အခြေအနေမျိုးတွေမှာခုပြောမဲ့ကာရာကိုအတုံးချလို့လို့ရှိရင်ထွက်နေတဲ့သွေးတွေတက်ကတူရက်တန့်သွားစေနဲ့နာကျင်တဲ့ယောဂအနာရရတယ်တန့်စတုံအနာယောဂတွေထောက်ဝတ်တတ်တာသွားစေတယ် ဒါကြောင့်ဒီဒီကာရာစင်ကိုအသုံးပြုလို့ရပါတယ်။အဲဒီကာတော့အသုံးပြုမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအာကျွန်တော်တို့ကမှန်ကန်တဲ့ကျွန်တော်တွေတစ္ဆာဆုံးမှုတစ်ခုတော့လောက်ရပါတယ်။အဲတော့ကျွန်တော်ကဥမာဥပမာဆိုကြပါစို့ကျွန်တော်ဒီအမေသားကျွေးသားမစားပါ။အီတစ္ဆာစကားမှန်ကန်ပါကဤကာရာသည်အစွမ်းထက်မြတ်ပါသည်။အီအီလူနာသည်အအမြန်ဆုံးတက်တာပြောင်းခင်းပါသည်။သူ့ရဲ့အမြန်တိတ်ပါစေပေါ့။အာ ဒါမှမဟုတ်လေကျွန်တော်တို့ညစဉ်ညတိုင်းဖျားရှိခိုးလေးရှိပါသည်အေးတစ္ဆေစကားမင်္ဂမာကကျွန်တော်ဒီကရာသည်အစွမ်းနဲ့ထမြက်ပါစေအေးလူနာသည်လည်းယောဂဝင်နာတဲ့အမြန်သောတာပြတ်ခွင့်ပါစေသူတွေတိတ်ပါစေစပိပုံတော့ကိုကိုထိနေတဲ့တီလာတီလာ၅ပါးတည်းရတဘာပါးကိုထိနေလို့ရှိရင်အဲ့တဘာကိုတက်တက်သက်သာဆိုလို့ရတယ်ဒါမှမဟုတ်လေကိုနေ့စဉ်ပေါ့နော်ကိုနေ့စဉ်ပြုတ်ခဲ့တဲ့ အရာလေးလေးကိုကိုမဥမမဆိုကြပါစို့အဲကျွန်တော်ကကျွန်တော်ဖေကိုအဲဘာလုတ်ပေးခဲ့ပါလဲကျွန်တော်မေကိုဘာလုတ်ပေးခဲ့ပါလဲအစားပြစ်ပေါ်တော့ကိုလုတ်ပေးတာလေးကိုတစ္ဆာဆိုလဲရတယ်လို့ထိနေနေတိတာတစ်ခုတစ္ဆာဆိုလဲရတယ်ဒါမှမဟုတ်ကျွန်တော်ဒီလမ်းနေပြင်ခဲ့ဘူးဒီအဲဒါမှမဟုတ်အဲ့လားအဲ့ဒါလဲရတယ်ဘာပဲဖြစ်ပေါ်တော့ကိုလုတ်ခဲ့တဲ့ကောင်းမှုကုသကံကောင်းမှုတစ်ခုခုကိုတစ္ဆာဆိုလဲရတယ်လို့ထိနေလေတီလာတခုကိုတစ္ဆာဆိုလေရပါတယ်မိစေမကြိုက်တော့တစ္ဆာဆိုလိုက်ပါဆိုပြီးပြဆိုတာနဲ့ကျွန်တော်တို့ကဒီကာတာကိုခုနှစ်ခေါက်စီ UPM မှာ ဖြစ်ပါတယ်ခုနှစ်ခေါက်ပါပဲအုံခင်းကမြကြီးတွင်တွင်စီခီးလန့်ပိတ်တွေးလက်တိတ်အုံခင်းကမြကြီးတွင်တွင်စီခီးလန့်ပိတ်တွေးလက်တိတ်အုံခင်းကမြကြီးတွင်တွင်စီခီးလန့်ပိတ်တွေးလက်တိတ်ဆိုပြီးခါတာကိုခုနှစ်ခေါက်ယူပြမှာဖြစ်ပါတယ်အရေးကြီးရင်ကျွန်တော်တွေ38ခေါက်ယူမယ်အရင်မကြည့်ရင်တော့ခုနှစ်ခေါက်နဲ့အမြန်ဆုံးတက်တာပျောက်ကင်းသွားပါတယ်အဲ့ဒါကိုကျွန်တော်တို့ကညာဘက်လက်လေးနဲ့အตาလေးအဲ့ဖြစ်နေတဲ့ထွက်နေတဲ့နေရာလေးကိုအตาလေးအုပ်ပြီးတော့ယူပါ တော့ညာတိုင်နဲ့ညာဘယ်တိုင်နဲ့ဘယ်ပေါ်လေအဲ့တော့ကျွန်တော်တို့တွေအဲ့လားလို့တေချာလေးအုပ်ပြီးရုပ်ပြမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ပြီးလို့ရှိရင်လက်လေးကိုပြန်ဖယ်လိုက်ကြည့်ပါထွက်နေတဲ့သွေးတွေကအာကျွန်တော်တွေတိတ်သွားသလိုနာကျင်နေညာလေးရတယ်တက်တက်သွားပါတယ်ဒါပရမတ်ခါတာဖြစ်ပါတယ်ဒီခါတာပြီးလို့ရှိရင်နောက်ဒုတိယခါတာဆက်ရွတ်လို့ရပါတယ်ဒုတိယခါတာကတော့အုံဆက်တာသွားအုံဆက်တာသွားအုံဆက်တာသွား အုံဆက်တတ်သွားဟဆိုပြီးတော့ကျွန်တော်မိတ်ဆွေများကဒီကာရာကိုလဲခုနှစ်ခေါက်ပေါ့နော်အဲ့ထွက်နေတဲ့နေရာလေးကိုအသားလေးအုပ်ပြီးခုနှစ်ခေါက်မန်းပြီးတော့လေးလေးလေးနက်နက်လေးရွတ်လိုက်တာနဲ့အဲ့ယောဂဝင်နာတွေကတတ်တတ်ပြောက်ကွင်းသွားသလိုသွေးလေးလေးတိတ်သွားပါတယ်ဗျအဲကျွန်တော်စားလေးရင်တတ်တတ်ဆက်နော်တောင်မွေတပေါ့နော်ဆက်တတ်ပေါ့နော်အုံဆက်တတ်သွားဟဆိုပြီးတော့ကျွန်တော်မိတ်ဆွေများကဟိုအမိတ်ပေးတဲ့လေးတန်နဲ့ရွတ်မယ်နော်အုံဆက်တတ်သွားဆိုပြီးပျော့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 တော့မလုံးနဲ့ပေါ့ဗျာဒါအမိတ်ပေးတဲ့လေးတန်မျိုးနဲ့ရွတ်ရမှာ အုံစက်တတော်ဟအုံစက်တတော်ဟဆိုပြီးတော့ကျွန်တော်တို့အနေအမိတ်ပေးတဲ့လေတံမျိုးနဲ့ရွတ်မယ်အုံခင်းကမြင်ကြီးတွင်တွင်စီခီးလန်ပိတ်တွေးလက်တိတ်ဆိုပြီးတော့အဲ့လိုမျိုးအာနဲ့မန်နဲ့အမိတ်ပေးတဲ့ပုံစံမျိုးနဲ့ရွတ်အောင်ဖြစ်ပါတယ်ကဲဒီလောက်ဆိုလို့ရှိရင်အလုံးရွတ်တတ်မယ်လို့ထင်ပါတယ်အလုံးလက်ဆင့်ပြမယ်ထင်ပါတယ် အဲ့တော့ကျွန်တော်တို့တွေဒီဟာကိုဟိုတချို့ဆရာအရင်တော့ဆရာကြီးတွေကတော့ကျွန်တော်တို့ရေရေဘူးမှာဒီဃာရနဲ့တရားရှိကောက်မှန်းပြီးရေဘူးလေးဆောင်ထားကြတယ်အဲ့လိုမျိုးအရေးအရေးအရေးကျုံတဲ့အခါမျိုးမှာအဲ့ရေဘူးလေးနဲ့အဲ့နာလေးကိုဖြန်းလိုက်တဲ့အခါမျိုးမှာဆီးလိုက်တဲ့အခါမျိုးမှာအဲ့ဒါလေးကတတ်တပြုတ်ကင်းသွားတာကိုလည်းရှေ့ဆရာကြီးများအသုံးပြုခဲ့ကြပါတယ်ကျွန်တော်တို့ကဒီဟာကိုတော့ရေဘူးနဲ့မှန်းပြီးဆောင်ထားဖို့ကအစင်မပြေနိုင်ဘူးပေါ့နော်အဲ့တော့ဘယ်ကျင်ဖြစ်မှမသိကြဘူးဆိုတော့အဲ့ဒီဟာတော့ကျွန်တော်အရေးကျုံတဲ့အခါအသားလေး ကျွန်တော်တို့တွေကိုပြုတ်ခဲ့တဲ့အရာတစ်ခုထိနေတဲ့အရာတစ်ခုကိုအမှန်ရာတစ်ခုကိုတစ္ဆာဆိုပြီးတော့ဒီအရာလေးကိုကျွန်တော်တို့တွေလက်လေးနဲ့အသားလေးအုပ်ပြီးခုနှစ်ခေါက်ရွတ်လိုက်တာနဲ့ချက်ချင်းတက်တက်ပြုတ်ခွင်းတော့တွေ့ရပါတယ်အဲ့တော့ဒီနေရာမှာလည်းမှန်ရဆိုရမိတိဘယ်ရမဆိုရတယ်နော်ကိုပြုတ်ခဲ့တဲ့ကုစုကောင်းမှုလေးရှိမှာပဲကိုလုတ်ခဲ့တဲ့ကောင်းမှုလေးလေးရှိမှာပဲအဲ့လောက်ကိုကျွန်တော်တစ္ဆာဆိုလဲရတယ်လို့ထိနေတော့တစ္ဆာဆိုလဲရပါတယ်အဲ့တော့ကျွန်တော်တွေမိဘဆရာသမားတွေကို အဲကျွန်တော်တို့ပြန်လဲပြီးတော့ကျွန်တော်တို့အာပြန်လဲပြီးကုကူညီပေးခဲ့တာမျိုးလေးအဲ့ဒါမျိုးလေးလည်းပြသက်ဆိုလို့ရတယ်မင်းရဲ့ဘယ်မှမဆိုမှန်ပြီးတာပါပဲဗျခင်ဗျားတို့ဆိုအလုံးစင်ပြမယ်ထင်ပါတယ်မင်းစီအလုံးလည်းအနာရောဂါတွေကင်းရှင်းကြပါသည်ကိုကိုတိုင်ပြင်ကိုကိုတိုင်တုံးလို့ရသလိုသူတို့ပေါ့လည်းကုညီပေးလို့ရပါတယ်ဗျအလုံးကျေးဇူးတင်ပါတယ်မင်းစီကိုနဲ့သားသမီးအလုံးလည်းအနာကင်းဘေးရန်ရှင်းကြပါသည်ကိုစင်တလုံးအေးမြကြပါသည်ဗျစင်ပြလည်းလာရစခွင့်နေပြီးအားပေးကြပါဦးခင်ဗျအလုံးကိုကျေးဇူးတင်ပါတယ်ဗျ